တယ်လီကွန်ကုမ္ပဏီနဲ့ပတ်သက်လို့အစိုးရအရင်ယူဆိုရင်ခင်ဗျားတို့မယူတဲ့အစိုးရကိုယ်တိုင်ပါဝင်ပတ်သက်နေလို့ပဲကျွန်တော်တတ်မှတ်မယ်။ပြည်သူလူထုလည်းအဲ့တိုင်းမှတ်ထားပါခင်ဗျားတို့ပြည်သူလည်းအဲ့တိုင်းမှတ်။မင်္ဂလာပါ။မြန်မာနိုင်ငံအတွက်ပဋိပက္ခတန်တဲ့သူမှန်ကန်တဲ့သတင်းတွေကိုအမြင့်တဲ့ relation လုပ်ပေးတော့မှာဖြစ်ပါတော့ကြောင့်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါအောင်နော်။ခင်ဗျားတို့မြန်မာတွေကမြန်မာပြည်တကယ်မချစ်ကြပါဘူး။ကိုကိုလူစီပွားအတ္တတွေအတွက်မြန်မာပြည်ချစ်တယ်လို့လိန်ကြတဲ့သူတွေပုံများပါတယ်။အဲ့အဲ့ဒီအချိန်မှာခင်ဗျားတို့မပေါအောင်နေကြဖို့ကျွန်တော်တို့ တိုက်တော့မှာတယ်ကျွန်တော်လည်းမပအောင်စူးစမ်းပြီးတော့နေပါမယ်အဲ့တော့ကျွန်တော်ဒီနေ့ပထမဆုံးပြောရမှာတော့အာ NASA ကရဲ့တရင်ထုတ်ပြန်ချက်အထက်အရေးကြီးဆုံးတစ်ခုပေါ့နော်ဒါလေးဒီနေ့ကျွန်တော်ပြောရမယ်ငလင်ကိစ္စပါဆိုတော့ငလင်ကိစ္စရင်ပြောခင်ကျွန်တော်ဒီနေ့မဖြစ်မနေကျွန်တော်ပြောချင်တဲ့အကြောင်းတစ်ခုရှိတယ်အဲ့ဒါပါလို့ဆိုကျွန်တော်လွန်ခဲ့တဲ့ရက်တွေနေနေကြည့်လို့မရတာပေါ့ပွင့်လို့မရကြည့်လို့မရတာပြီးတော့အချိန်ချင်းလေးကျွန်တော်ပြောနေတယ်အခုကျွန်တော်ထပ်ပြီးပြောရမယ်ထပ်ပြီးပြောရမယ်ဒီတစ်ခါတော့ကျွန်တော်နည်းနည်းလေးပုံပုံလေးလေးပဲအစိုးရကိုမေးပါမယ် NASA ကအစိုးရတာဝန်ရှိသူတွေကိုကျွန်တော်ပုံပုံလေးလေးပဲမေးပါမယ် နောက်တစ်ခါနတ်ဆာကရဲ့ cyber police ပေါ့နော်။နောက်လက်ရှိဒီတဲ့အစိုးရရဲ့ဒီ cyber police ကိုကျွန်တော်ပုံလင်းလင်းမေးပါမယ်။ခင်ဗျားတို့ကလုံနိုင်တဲ့အစိုးရမရှိတော့ဘူးလား။ခင်ဗျားတို့တိုင်းပေါင်းစားနေရလား။အဲ့မေးခွန်းကိုကျွန်တော်ပုံလင်းလင်းမေးပါမယ်။ခင်ဗျားတို့ကိုယ်တိုင်းပေါင်းစားနေရလား။ခင်ဗျားတို့ကိုယ်တိုင်းလုံနိုင်စွာမရှိရလား။ဒါမှမဟုတ်ခင်ဗျားတို့ကိုယ်တိုင်းကြားဖြန့်အားပေးနေရလား။ cyber police ကတာဝန်ရှိသူတွေကျွန်တော်တဲ့မေးတာပါ။ပြီးတော့ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနကိုလည်းကျွန်တော်ပုံလင်းလင်းမေးပါမယ်။ခင်ဗျားတို့ကခုချိန်ထိ telecom company တွေကိုခင်ဗျားတို့ခုချိန်ထိလက်လွတ်လွှတ်ထားပေးကြလို့လား။ တယ်လီကွန်ကုမ္ပဏီနဲ့သူ့ရဲ့ content provider ကုမ္ပဏီတွေကိုခင်ဗျားတို့အခုချိန်ထိလက်လွတ်စပယ်ပြစ်ထားတော့မေးလားခင်ဗျားတို့ကိုယ်တိုင်အခုထိတာဝန်ယူအောင်မှအရေးယူအောင်မှမတည်သေးတဲ့အထိခင်ဗျားတို့ကိုယ်တိုင်ပေါင်းစားနေကြတာလားကျွန်တော်ဒီနေရာကိုဒီမျိုးကိုအရင်ဆုံးပို့ဝင်လင်းပြီးပါမယ်အဲ့တော့ခင်ဗျားတို့တွေပို့ဝင်လင်းပဲဖြေကြဖို့လိုပြီးပို့ဝင်လင်းပဲလောက်ကြဖို့လိုပြီးဘာလို့လဲဆိုတော့ကျွန်တော်တို့အဝေးမပြောဘူးခင်ဗျာသူများတွေကိုပြောရင်မောလို့ကျွန်တော်ပဲကျွန်တော်ကိုကျွန်တော်ပြောအောင်မယ်ကျွန်တော်ကျွန်တော်ရဲ့ဖုန်းတွေကိုကျွန်တော်ရဲ့ဟိုတိနဲ့အလုပ်နဲ့ပတ်သက်တဲ့ဖုန်းတွေကို တယ်လီကွန်ကုမ္ပဏီတွေကနေဝင်လာတဲ့ဖုန်းနံပါတ်တွေဘာလို့မှလည်းချမ်းပြန်လေးကြီးဝင်လာတာဘာလို့လဲလောင်းကစားတွေကစားခိုင်းနေကျွန်တော်တို့ကလောင်းကစားကစားခိုင်းနေတာကျွန်တော်ဒီဖုန်းနံပါတ်ကိုသူတို့ဘယ်ကနေဘယ်လိုရလဲကျွန်တော်မသိဘူးဒါပေမဲ့တယ်လီကွန်ကုမ္ပဏီတွေမပါဘဲနဲ့ iPhone နံပါတ်ကသူတို့ချတဲ့အကြောင်းမရှိဘူးဒီပို့တဲ့ဖုန်းနံပါတ်တွေကလည်းတယ်လီနော့ဖုန်းနံပါတ်ကြီးပဲကျွန်တော်စီပို့လာတာတယ်လီနော့နံပါတ်ကြီးနေပို့လာနော်ဘာပို့လဲဆိုတော့ကျွန်တော်နံပါတ်ဆိုတဲ့နေရာမှာကျွန်တော်နံပါတ်ဆိုတဲ့နေရာမှာကျွန်တော်မိတ်ဆွေရင်းချရတော့မသိတဲ့နံပါတ်ပြပို့လို့အလုပ်ဖုန်းဘာမှလည်းသိချာမသိတဲ့ဖုန်းပြီးတော့ကျွန်တော်တော်တော်သုံးနေရှိတဲ့ဖုန်းလုံးပို့အဲ့ဒီဖုန်းတွေက message တွေဝင်လာတယ် တယ်လီနောဖုန်းနဲ့ဝင်လာတယ်အဲ့ဒါဘာလဲဆိုတော့ဒီမှာကျွန်တော်တို့စည်ရင်သွင်းပြီးတော့တဲ့ငွေဖြည့်သွင်းမှာကတဲ့အနောက်ရှေ့ပြည်မဟုတ်ဘူးတဲ့ online မှာအနိုင်အများဆုံး၅ဖန်ကင်းဂိမ်းလင်းတွေကိုယူပါတယ်ငွေရှားလို့လည်းဂိမ်းကူမိတ်ဆက်ပေးပြရစီတယ်နောက်၅ပစုံကနန်းဂိမ်း၅ပြကိန်းဆလော့ဂိမ်းဖဲဂိမ်းစသဖြင့်ကျွန်တော်တို့ဂိမ်းအကြောင်းတွေလာပို့တယ်ဂိမ်းအကြောင်းတွေလာပို့တယ်ကျွန်တော်ကျွန်တော်စဉ်းစားနေတာကဒီလိုမျိုးပို့တဲ့အထိဒီကောင်တွေရဲတင်းလာတာကအစိုးရအရေးမယူလို့ပဲဒီလိုပို့တာနော်ဒီလိုပို့တဲ့အထိရဲတင်းလာတာကအစိုးရအရေးမယူလို့

အကုန်လုံးတယ်လီနိုဖုန်းတွေကြီးပဲအဲ့ဒီတယ်လီနိုဖုန်းတွေလည်းကျွန်တော်တို့ငါပြခင်နေဆလော့ဂိန်းတွေဘာဂိန်းညာဂိန်းတွေဆော့ခိုင်းနေကျွန်တော်ရှိဝင်လာတဲ့ message တွေကငလျင်ပေးတဘာဝပေးမုံတိုင်းပေးဘာပေးညာပေးအဲ့ဒီဘေးတွေကျွန်တော်တို့သတိထားနေတိုင်းကိုပြောရင်ကျွန်တော်တို့လက်ခံတယ်ဒါဆိုပို့တဲ့ message တွေကိုကျေးဇူးတော်တရားအောင်ပဲကျမကြီးဆောက်ချမှုဆက်ပြေပို့ရင်ကျေးဇူးတရားအောင်အခုကျွန်တော်တို့ဂိန်းကစားခိုင်းနေတာနိုင်ငံတော်ကလောင်ကစားတွေကိုတရားမဝင်လောင်ကစားတွေမှမပြောအရေးယူပါတယ်တရားမဝင်ပါဘူးဥပဒေမမညီပါဘူးလို့ညင်ညာထားပြီးသားဖြစ်ပါလဲနဲ့ တယ်လီကွန်ကုမ္ပဏီတွေကနေတဆင့်ဓာတ်ရိုက်တယ်လို့ကြော်ညာနေတာကိုတယ်လီကွန်ကုမ္ပဏီတွေကြော်ညာနေတာကိုခမရတို့စိုက်ဘာပိုလစ်ကောပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနရောရေငုံနှုတ်ပိတ်နေတယ်ဆိုကြတဲ့ခမရတို့ကိုယ်တိုင်မယူသားဘူးလို့ကျွန်တော်ပုံနဲ့ပြောပြရစီခမရတို့မယူသားတော့အခုဒါနဲ့ပတ်သက်လို့တယ်လီနော့ကုမ္ပဏီကိုယ်တိုင်လည်းဖြည့်ရှင်းချက်ထုတ်ရမယ်ခမရတို့ကိုယ်တိုင်ဖြည့်ရှင်းချက်ပေးဖို့လိုလာပြီတယ်လီနော့ကအတန်ပေါ့အခုလည်းဝက်ရှိလက်ရှိဝက်အတန်ပေါ့အတန်ကိုဝယ်ထားတာဘယ်အဖွဲ့စည်းလဲကျွန်တော်မသိဘူးနောက်ဆုံးဝယ်တဲ့အဖွဲ့စည်းကဗိုလ်ချုပ်ကြီးရဲ့တာသမီလားဘုသူတာသမီလဲကျွန်တော်မသိဘူးဒါပေမဲ့ခမရတို့အဲ့ဒါလိုမျိုးပူပေါင်းပါဝင်ပတ်သက်ပြီးကြားဖြန့်လုပ်ရအောင်ခမရတို့ကိုယ်တိုင် လက်ခံနေရလားခင်ဗျားတို့ကိုယ်တိုင်အဲ့လိုလောင်းကစားနဲ့ပတ်သက်ရှာဖို့စူးစမ်းနေကြပြီလားခင်ဗျားတို့မှာနည်းနည်းတော့အချက်တရားရှိဖို့လိုအပ်တယ်လို့ကျွန်တော်မြင်တယ်အဲ့တော့တယ်လီနော့ခေါ်အတမ်ကိုအတမ်လို့ခေါ်တဲ့ပုံကိုယ်တွေအဲ့ဒီပုံကိုယ်ကတာဝန်ယူထားတဲ့လူတွေအကုန်လုံးခင်ဗျားတို့ရှက်ဖို့လိုတယ်အချက်တရားရှိဖို့လိုတယ်ခင်ဗျားတို့ ਨੇ content provider လုပ်နေတဲ့ company တွေကိုခင်ဗျားပြစ်ဖို့လိုတယ်ဘုံကလည်းပြောရဲအဲ့ဒီလူတွေအကုန်လုံးမယိုသားဘူးပြည်သူလူထုကိုလောင်းကစားသမားတွေဖြစ်ပြီးတော့ဖဲရိုက်လောင်းကစားသမားတွေဖြစ်ပြီးတော့တကယ့်ကိုကျွန်တော်ပြည်သူလူထုကလောင်းကစားနဲ့နုံနစ်ပြီးတော့ဒုက္ခရောက်အောင်ကြားဖြန့်ကြားကြားဖြန့်လို့ဖြန့်နေတယ်ဒါကြားဖြန့်တမျိုးပဲ တော့တယ်လီကွန်ကုမ္ပဏီနဲ့ပတ်သက်လို့အစိုးရအရင်ယူဆိုရင်ခင်ဗျားတို့မယူတဲ့အစိုးရကိုယ်တိုင်ပါဝင်ပတ်သက်လေလို့ပဲကျွန်တော်တတ်မှတ်မယ်ပြည်သူလူထုလည်းအတိုင်းမှတ်တာပါခင်ဗျားတို့ပြည်သူလည်းအတိုင်းမှတ်ခင်ဗျားတို့ဂျီကိုနေစဉ်ပို့နေတာလေခင်ဗျားတို့လည်းရောက်တယ်ကျွန်တော်စီရောက်တယ်လူတိုင်းစီရောက်တယ်ခင်ဗျားတို့နေစဉ်ပို့နေတဲ့ကလောင်ကစားဂိမ်းကြော်ညာဂိမ်းတွေဘာဂိမ်းညာဂိမ်းတွေကိုခင်ဗျားတို့ပို့နေတာအဲ့ဒါကိုအစိုးရနောက်တစ်လအတွင်းမှာအရင်မယူဆိုရင်အဲ့ဒီအစိုးရကိုယ်တိုင်ခင်ဗျားတို့ကိုလိန်စားနေတာအဲ့လိုသာမှတ်အဲ့ဒီတယ်လီကွန်ကုမ္ပဏီတွေနဲ့အဲ့အစိုးရပုံကိုယ်တွေနဲ့ပေါင်းစားနေလို့မှတ်ခင်ဗျားတို့ကိုပြည်သူလူထုကိုအဲ့လူတွေကိုလည်းခင်ဗျားတို့ကိုလောင်းကစားသမားတွေဖြစ်အောင်လုပ်နေရလို့မှတ် ောက်ဆိုခင်ဗျားတို့အဲ့ဒီအစိုးရကိုယ်တိုင်ငါကိုယ်တိုင်တော်တော်မလို့ပဲအေးမယူကြဘူးဗျာလာနဲ့ချီနေပြီကျွန်တော်ပြောနေနှစ်ကုန်ကလေးတော့နှစ်ပေါင်နေပြီမလုပ်ဘူးဗျာကဲတယ်လီကုန်းကိုခုကျွန်တော်ပြောတဲ့နံပါတ်လေးဆိုရင်ကောက်ပြီးခုကောက်ထောက်လိုက်တယ်တန်းပေါ်တယ်ဘယ်ကောင်လေးလဲချက်ချင်းကောက်ဖမ်းလိုက်ရတယ်ကွာခင်ဗျာမဖမ်းနိုင်ရင်အဲ့တယ်လီကုန်းကုမ္ပဏီတွေအကုန်လုံးအေးယူတယ်လီကုန်းကုမ္ပဏီတွေကိုပြန်ပြီးတခြားကျန်းနာလုပ်ပေါ့ဗျာပြီးသူတို့ကိုယ်တိုင်ပဲကျွန်တော်တို့တယ်လီကျွန်တော်တို့တွေဖုန်းတွေကို register လုပ်ထားတယ်မဟုတ်ဘူးလား register လုပ်ထားဖြစ်တဲ့အတွက် register လုပ်ထားတဲ့ဖုန်းတွေကိုပဲ activate လုပ်ပြီး register လုပ်တဲ့ဖုန်းတွေကို activate လုပ်လိုက်ပေါ့အဖြစ်အခုကအဲ့လိုပုံပဲနဲ့ကျွန်တော်တို့လူတွေစီကိုလိုက်ပို့တယ် တယ်လီကွန်ကုမ္ပဏီတွေကဓာတ်ရိုက်ပို့တာမဟုတ်တော့တဲ့ဘယ်ဖုန်းနံပါတ်တွေကနေကျွန်တော်တို့ဖုန်းဓာတ်ရိုက်ပို့တဲ့ဆင်ရောက်လာတယ်ဆိုမသိရလို့အဲ့ဒါကိုသွားပြီးသူပြောတဲ့လင့်ကိုနှိပ်လိုက်လို့ရှိရင်တေချာပေါ့ကျွန်တော်တို့ရဲ့ပတ်စံတွေကို draw နဲ့ပါသွားပြီး wall နဲ့ပါသွားပါအဲ့တော့ခင်ဗျားတို့ပြည်သူလူလို့လည်းဒီညာပြောချင်တယ်ခင်ဗျားတို့စီကိုဝင်လာတဲ့အဲ့ဒီလို message တွေသိန်း50ကန်သူပါတို့သိန်း1000ကန်သိန်း1000ကန်သူပါတယ်လို့ဘာအဲ့ခင်ဗျား shop ပို့တဲ့စာတွေကို shop ပြီးတော့ link မနှိပ်ပါနဲ့ shop မရည်မတော့မပြောတော့မထိပါနဲ့ခင်ဗျားတို့ရဲ့ပိုင်ဆိုင်မှုပတ်စံတွေပါသွားလိမ့်မယ်ဒါကိုကျွန်တော်စိတ်ပူပါတယ် 到时候，第二个，收下个也没有没有，收下个没得这样少的嘞，没得就这么便宜的说啦。收下过来人家没有大都有大有么事，有大么事。比如六五嘛，比如六六五，啷个啥他妈的，可能跟浙江的便宜，哪里的都包，这么便宜的呗。他说收下第二回的时候我又少少点，收下没好多了，这种变比较便宜的。第二个嘛，他第二回的蛮几把，我哩今年他比他好，他老包天的，老尼拉苦，第二个没得这样少的说啦，少的多些呢。本来我的收来收的没可能啊，收下我从十多天黄金天呐，六六五啊，telecom 公司的，六六五啊，包括来说。 ဒီ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  cyber police ပေါ့အဲ့၃ခွဲလုံးကတာဝန်ရှိသူတွေစီကတော့အဲ့ message တွေဝင်ဝင်နေမှာပြောမရအောင်ပြောတချို့ဝင်ကြီးဌာနတချို့ဝင်ကြီးဌာနလူကြီးတွေလူကြီးတော်ညုံမှုညုံချုပ်အစင် level တွေပေါ့သူတို့တွေဆိုတော့အဲ့အဲ့လိုမျိုးကျောင်းနားမသားကျောင်းကြီးဝင်နေတယ်ကျွန်တော်ပြောတယ်ကျွန်တော်အားဝနေဟာအဲ့လိုဝင်နေဆိုတော့ခင်ဗျားတို့စဉ်းစားကြကြည့်တော့ဘလောက်တောင်မယိုင်းနေပြီလဲဒီကောင်လေးကဘလောက်တောင်ကျွန်တော်တို့လူလူပေါ်မှာဒီဘလောက်ကစားနဲ့ဒုက္ခပေးနေပြီလဲဆိုတာသိကြဖို့လိုတယ်အဲ့တော့ဒီလိုအဖွဲ့အစည်းကိုဝိုင်းဝန်းတိုက်ဖြတ်ကြဖို့လိုတယ်ပြည်သူလူကတိုက်ဖြတ်ဖို့လိုတယ်အစိုးရတိုက်ဖြတ်ဖို့လိုတယ် ပြည်သူလူထုကကြတော့ပါဝင်ပတ်သက်ခြင်းမပြုဘဲပူပေါင်းပေါင်းမှုမပြုဘဲနဲ့ဘလော့လိုက်တာမျိုးတမ်းပြီးဘလော့ပြတာမျိုးနဲ့ပါဝင်ပတ်သက်ဖို့လိုတယ်ပြီးတော့သူကလင့်နေမနှိမ့်ချင်းလင့်နေမနှိမ့်တဲ့တစ်ချက်ကတစ်မနှိမ့်ပါနဲ့နှစ်ဘလော့ပြပါ message ကို block ပြပါအဲ့ဒီနည်းနည်းနဲ့ပြည်သူလူထုကလည်းဆန့်ကျင်ရမှာဖြစ်တယ်လို့အဲ့ဒီလိုမျိုးပို့လာတဲ့ message တိုင်း message တိုင်းပို့လာတာ telecom company တွေအခုချိန်နေရခင်ဗျာဆက်သွေးအလူတွေကခေါ်ပြီးတော့ telecom company တွေကိုကြက်ရအောင်အမကြက်ဖို့ဆိုရင်အဲ့ telecom company တိုင်းဝန်ကြီးဌာနနဲ့ပူးပေါင်းဆောင်ရွက်နေတယ်ပူးပေါင်းပြီးတော့ပြည်သူလူထုကိုလိန်စားနေတယ်လို့ခေါ်ရအောင်အဲ့လိုကျွန်တော်ကောက်ချက်ချအောင်နော် လောလောလေးခင်ဗျားလက်ရှိပို့ဆောင်စစ်တပ်ဝင်ကြီးနဲ့ cyber police ကကောင်းကြီးခေါ်လိုက်ပြီရှင်အဲ့ဒီ telegram ကောင်းကြီးလေးခုလုံးခေါ်လိုက်မင်းအတန်လာခဲ့ audio 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 မင်းလာခဲ့ mic တဲ့မင်းလည်းလာခဲ့လာ man pd မင်းလည်းလာခဲ့လေးဝင်လေးရောက်မင်းတို့လေးရောက်လုံးလာခဲ့လားလာမင်းတို့ရှယ်နေ message ကြီးပို့တာဒါမှမြင်လားဒါမှမြင်လားဒါမှမြင်လားပြပြပြနေတယ်မင်းတို့အဲ့ဒါကိုမှမတားနိုင်ရင်မင်းတို့ company license ငါကုန်သိမ်းမယ်ကွာလာဆိုအဲ့လိုလုတ်ပလိုက်ပါလားမလုတ်ဘူးလုတ်ရင်ပါလေလူကြီးသားသမီးတွေထိမှဆိုးလို့လား ကျွန်တော်တခါကြရင်လည်းဟိုပွင့်လိုက်ပြန်ဒီအစိုးရရဲ့တချို့သောပုံကိုယ်တွေတချို့သောလုပ်ရည်တွေကိုကျွန်တော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 ်ကြည့်မရပါဘူးခင်ဗျားတို့တွေကဘာဖြစ်လဲဆိုတော့ဟိုလူလူကိုဒုက္ခပေးတာအကြီးကြီးဒုက္ခပေးနေရတော့တွေ့ရတယ်ဆိုတော့ဒါကတော့ကျွန်တော်မကြိုက်တဲ့အတွက်ပေါ်တယ်မဲ့ပြောတာပါအဲ့တော့အစိုးရအနေနဲ့ခင်ဗျားတို့ action plan ကိုကျွန်တော်စောင့်ကြည့်ပါမယ်တလတိတိကျွန်တော်တို့ကစောင့်ကြည့်ပါမယ်တလကြတဲ့အထိခင်ဗျားတို့အရေးယူထားခြင်းမရှိဘူးကျွန်တော်တို့လူတွေယူ message တွေဝင်နေတော့မဲ့ဆိုရင်ခင်ဗျားတို့ဝင်ကြီးဌာနနဲ့အဲ့ဒီခင်ဗျားတို့တက်ဆိုင်ရာလူကြီးတွေနဲ့အဲ့ဒီ telecom company တွေနဲ့ပေါင်းစားနေပြီပေါင်းပြီးတော့လိန်စားနေပြီလို့ကျွန်တော်တို့ပြောတခါတည်းတိုက်ရိုက်ဆွဆွဲပါမယ် တလားကြည့်ကျွန်တော်တို့ဆောင်းကြည့်ပါဦးအခုတော့ရှော့လူတွေဝင်တယ်ကျွန်တော်တို့ဆိုတနေ့တနေ့ဝင်တာစိတ်ညစ်လောက်အောင်ဝင်တာဘာတွေဝင်မှမသိဘူးပြီးတော့ဘာအကျိုးမှလည်းမဖြစ်ဘူးအခုရေပေးမီးပေးလေပေးငရေမုံတိုင်းပေးဗာပေးညာပေးတွေကြတော့အဲ့လို message ကြောင့်ကျွန်တော်တို့စီဝင်မလာဘူးအဲ့လိုမျိုးကြိုတင်သတိပေးချက်အလောက်ကြောင့်ဝင်မလာဘူးဒီလိုမျိုးလောင်းသားကြတော့တလောက်ဝင်လာတယ်ဒေဗီမမရှိပါဗျာကျွန်တော်တို့ဖုန်းနံပါတ်တွေကိုအော်တိုလျောက်ကြီးဝင်ချလာလို့ဆိုတော့ဒေဗီမမရှိပါဗျာခင်ဗျာအဲ့ဒါကြီးတော့တယ်လီကုန်ကုမ္ပဏီတွေရဲ့ရုပ်ကမ်းမှုလို့ကျွန်တော်သတ်မှတ်ပါတယ်အဲ့တယ်လီနော့နံပါတ်1အများဆုံးဒီတယ်လီနော့ဖြစ်နေတာတော့တွေ့ရတယ်အဲ့တယ်လီနော့ခေါ် attempt ဒီ အတမ်ပိုင်ရှင်တွေဒီတိုင်းအတမ်ဒီမြမာတွေလွှဲပြလဲလို့ကြားတယ်အတမ်ပိုင်ရှင်တွေဒီမရိုးသားတော့ဘူးဘယ်ကောင်တွေလှုပ်လဲလို့မသိဘူးဘယ်တထေးတွေလှုပ်လဲမသိဘူးအဲ့ဒါမှမဟုတ်အဲ့တထေးတွေကသူတို့မလှုပ်ဘူးဆိုရင်အဲ့ဒါတကယ်အောက်တန်းစားဂရီလီရှိပါပဲကျွန်တော်ဒီလိုပဲပြောပြစီနောက်တဲ့ဒုတိယတစ်ခုကတော့ကျွန်တော်ချားမဟုတ်ဒီလာရှိုးကိစ္စလေးချက်ပြောပြချင်လာရှိုးကိစ္စတော့ကျွန်တော်လူလူရှင်းလေးပဲနားလည်အောင်ပြောရရင်လာရှိုးမှာအာလာရှိုးမှာပြီးခဲ့တဲ့ ဟိုတိုက်ပွဲတွေအတွင်းပေါ့နော်မျိုးသိန်းတိုက်ပွဲတွေသူတို့တုံးတာပေါ့သူတို့ကတော့လာရှိုးမျိုးသိန်းတွေကိုကန်တွေဖွဲ့အခုလာရှိုးကလည်းပြန်ထွက်ခွာမှုတွေလုပ်နေတယ်ဆိုတော့အားလုံးသိပြီလားဖြစ်တယ်ဆုတ်ခွာမှုတွေစလုပ်တဲ့အချိန်မှာအခုလာရှိုးမျိုးကနေဆုတ်ခွာတဲ့ကသူတို့မျိုးသိန်းတုံးကပေါ့မျိုးကိုလာပြီးတိုက်တုံးကတိကျပျက်စီးဆုံးရှုံးသွားတဲ့အိမ်တွေကိုသူတို့စင်းကောက်တယ်လို့သိရတယ်စင်းကောက်ပြီးတဲ့နောက်သူတို့ချို့သောအိမ်တွေအတွက်ကိုပျက်စီးဆုံးရှုံးမှုစီးရိတ်ဆိုပြီးသိန်း50ပေးတယ်လို့သိရတယ်ဆိုတော့အဲ့သိန်း50ပေးတာလေလူတိုင်းပေးသလားဆိုတော့မဟုတ်ပါဘူးလာရှိုးမျိုးမှာသူကပြောရရင် AG 100ရှိလို့ရှိရင် AG 20လောက်ကပျက်စီးပါတယ် ျက်စီးသွားတဲ့ခါကျတော့ပျက်စီးမှု20လောက်ပျက်စီးတဲ့အထက်မှာသုံးလုံးမရအောင်ပျက်စီးသွားတာကလည်းအနည်းဆုံး10လောက်ရှိရနမူနာပေးတာပေါ့နော်10လောက်ရှိတယ်ဆိုတော့အဲ့လောက်ရှိတဲ့အခါသူကအကုန်လုံးပေးတာမဟုတ်ဘူးနည်းနည်းလေးပျက်စီးသွားတာလောက်ကမသိအောင်ဆောင်လိုက်တယ်သူပေးကိုပေးရမယ့်အိမ်မျိုးကြီးကြီးသူပေးတယ်ပြီးတော့နောက်ကနောက်ကွယ်မှာနှောင်ကျိုးပါတယ်နောက်တစ်ကွယ်မှာပြအားပါတယ်သူတို့ပေးကိုပေးရမယ့်နံပါတ်တွေနဲ့အဖွဲ့စည်းရရှိရဆိုရင်တော့သူပြန်ပေးတဲ့သဘောမျိုးနဲ့တအိမ်ကို350ပေးမယ်ဆိုပြီးတော့လာရှိမှာကိုကန်ကျင်ညာပါတယ်ကျင်ညာပြီးကိုစင်းကောက်တာလုံနေပါတယ် ဆိုတော့ဘာပြောဟိုမရတဲ့တည်းကရတာလဲမရတယ်ပေါ့ဗျာဘာလို့ဆိုတော့ကိုကဟိုတာဝန်ယူမှုတာဝန်ခံမှုဆိုတာလိုတာဟုတ်ဗျာတို့ဖြည့်စည်းတော့ကျွန်တော်တို့ပြောခဲ့ပါတယ်ဒီတိုက်ပွဲတွေမှာတို့ပြည့်စိုးချောင်ပြည့်စည်းသွားတဲ့အိမ်တွေအဆောက်အဦတွေနဲ့ပတ်သက်လို့ဘယ်သူတာဝန်ယူပါလဲဆိုတော့မေးခေါ်အခုအိမ်အဆောက်အဦပေါင်းများစွာအလုံးပေါင်းများစွာအလုံးပေါင်းရာချီပြည့်စည်းသွားခဲ့တယ်အဲအဲ့လောက်ပြည့်စည်းသွားတဲ့ဟာနဲ့ပတ်သက်လို့တာဝန်ယူတာဝန်ခံမှုတော့မရှိဘူးဒါပေမဲ့အခုတော့တိန်သိန်း50ပြီးပြီးပြီးသွားပြီဆိုတော့တခါကြရင်လေဟိုဖြည့်စည်းခြင်းတဲ့ကောင်ဖြည့်စည်းခြင်းနဲ့ပြည့်စည်းသွားပြီးတော့ပြီးတော့မှ ဟိုယော့ဒါလေးယူဆိုကျင်းနိုင်ရမယ့်ပုံစံမျိုးအခင်းချင်းဖြစ်နေတယ်။တခါကျတိုင်းပြည်အခင်းချင်းအဲ့လိုဖြစ်နေတယ်။ဆိုတော့လောလောဆယ်တော့လာရှိုးမှာကိုကန်နေကတအိမ်ကို350ပေးတယ်။အိမ်တိုင်းပေးတာမဟုတ်ဘူး။အိမ်နည်းနည်းပေါ့။မထားဘူး။အိမ်တရာပြည့်စင်စိန်လောက်ကိုသူ350ပေးတယ်ဆိုတာမျိုးသတင်းလွှင့်ထားတာကိုတွေ့ရတယ်။တကယ်ပေးမပေးတော့ကျွန်တော်တကယ်ပေးပြီးမှပဲပြောမှာပေါ့နော်။ဒါလေးကလာရှိုးမှာဖြစ်နေတဲ့ကိစ္စ။ဆိုတော့ဒါတော့တခြားလာရှိုးမှာဖြစ်နေတဲ့ခြားကိစ္စလေးတွေကျွန်တော်ပြောပါမပြီးသိချပါတော့။နောက်တစ်ခုကဒီ PDF တွေဖြည့်ဆည်းသွားတဲ့ဖြည့်ဆည်းလိုက်တဲ့ဖြည့်ဆည်းလိုက်တဲ့ဟောပေါ့ဗျာ။ဒီ PDF တွေဖြည့်ဆည်းလိုက်တဲ့ဘာခေါ်လဲဆိုတော့ transformer တွေကိစ္စပြောပါမယ်။ PDF ရဲ့ transformer တွေဖြည့်ဆည်းပြီးတော့ပျော်ရွှင်နေကြပါတယ်။ဆိုတော့ဖြည့်ဆည်းပြီးတော့တို့ကတို့ကိုတို့အောင်ပွဲခံနေကြတယ်။အားအချမ်းမဟုတ်ပါဘူး။အာဆလင်းမြို့နယ်ပေါ့နော်ဆလင်းမြို့နယ်။အာမကွေးတိုင်းဆလင်းမြို့နယ်မှာရှိတဲ့တညောင်ဆိုတဲ့ဓာတ်ပိခွဲရုံအဲ့ခုဓာတ်ကားခွဲရုံမှာရှိတဲ့ဒီဓာတ်ခွဲရုံမှာရှိတဲ့ဒီ transformer တွေကိုအလုံး80ထက်မနည်းကိုဖြည့်ဆည်းပါတယ်ဆိုပြီးတော့တို့ကဒီတို့ရဲ့ PDF ပမာတက်တော်ဆိုတဲ့ PDF ဖွဲ့ရ PDF ဖွဲ့ရတို့ကိုကြီးညာပါတယ်။တို့ရဲ့တိုက်ခိုက်မှုဖြည့်ဆည်းမှုကမတ်လ31ရက်ည ညနေဆောင်မတ်လ31ရက်ကလို့သူတို့ပြောတယ်ဒါပေမဲ့အခုမှသတင်းထုတ်ပြန်တယ်ပြီးခဲ့တဲ့အဲဘာခေါ်လို့ဆိုတော့ April 6ရက်နေ့မှာသတင်းထုတ်ပြန်တယ်မတ်လ31ရက်ကသူတို့တိုက်ခိုက်ဖြစ်စည်းခဲ့ပါတယ်ဆိုတော့ March April 6ရက်နေ့မှာသတင်းထုတ်ပြန်တယ်ဒါပေမဲ့သူတို့ဖြစ်စည်းခဲ့တော့သူကကပ္ပစာတွေကိုပြီးတယ် transformer တွေမျိုးလို့ဖြစ်စည်းခဲ့တာအောင်မြင်တယ်ဆိုသူတို့ကြေညာတယ်ဆိုတော့ကျွန်တော်တို့ရန်ကုန်မြို့အဲရန်ကုန်မြို့မှာမီးပြတ်တယ်ပေါ့နော်ကျွန်တော်ရန်ကုန်မြို့မှာမီးပြတ်တယ်နေပြည်တော်မှာတော့မီးနေနေပဲဖြစ်ပါတယ်အခြားသောမန္တလေးပေါ်ဝင်အခြားသောနေရာဒေသအသီးသီးမှာမီးပြတ်တာတွေကဆမ်းပါသလားမင်း သူတို့ကဒီလိုမျိုး transformer အလုံး80လောက်ဖြည့်ဆည်းပြီးတော့အောင်သူတို့ကိုသူတို့အောင်မလို့ကြွေးကြော်နေတဲ့ချိန်မှာရန်ကုန်မြို့ကမီးပြတ်တဲ့လူတွေအစိုးရကိုဆဲပါတယ်ဆိုတော့ကျွန်တော်လည်းပုံလည်းပြောအစိုးရအမြင်မကြည့်တဲ့ထက်မှာပါပါတယ်သို့တော့တချို့ကိစ္စတွေမှာအစိုးရအားနေကြတချို့ကိစ္စတွေကကြာတော့ပုံလည်းပြောရင်တော့ဒီကောင်တွေဖြည့်ဆည်းမှုကြောင့်ဆိုတာသွားတွေ့ရတယ်ဆိုတော့တချို့ဟာတွေကအစိုးရကိုလည်းအားနေကြအချို့ဟာတွေကြာတော့ဒီကောင်တွေဖြည့်ဆည်းတာနှစ်လမ်းပဲရှိပါတယ်ဆိုတော့အခုအဲ့လိုမျိုးကျွန်တော်တို့မီးပြတ်နေရခြင်းအကြောင်းရင်းနေတဲ့အကြောင်းပြချက်တစ်ခုဟာ transformer တွေကိုဒီကောင်တွေကမီးရှို့ဖြည့်ဖြည့်ဆည်းပလိုက်တာ သိစားပါခုနသူတို့ဂျင်ညာချက်ကအလုံး80လို့ပြောတယ်တကယ်ရှိချင်မှလည်းရှိမယ်သို့တော့သူတို့အဲ့ဒါကိုအောင်မြင်မှုပြင်းတယ်သူတို့ကသူတို့ကြွေးကြော်နေတယ်ငါတို့တော့ transformer အလုံး80လောက်ဖြည့်ဆီးလိုက်ပြီးစလင်းမြူနေတဲ့တန်ချောင်တအားကိုင်းဝတော့ခေါ်တယ်ငါတို့ဖြည့်ဆီးလိုက်ပြီးဆိုပြီးသူတို့ကကြွေးကြော်နေတွေ့ရတယ်ဆိုတော့ခင်ဗျားတို့မီးပြတ်နေတဲ့ကောင်တွေဘာပြောချင်လဲတော့ကျွန်တော်မသိဘူးမီးပြတ်လို့ဒေါသထွက်နေတဲ့အဆိုးရောက်စိတ်ဆိုးနေလူတွေဘာပြောမလဲတော့ကျွန်တော်မသိဘူးဒါတော့ခင်ဗျားတို့ရဲ့သဘောပါပဲเนาะဒါကသူတို့နဲ့ပတ်သက်တဲ့သတင်းတွေတစ်ခုထည့်ပြောတာပါနောက်တစ်ခုကဒီနေ့ရဲ့အပိတ်လေးတစ်ခုပြောချင်ပါတယ်သတင်းဒီနေ့နည်းနည်းတော်တော်လေးဖြတ်ချင်လို့ပါအတိတ်ကတော့ဘာလဲဆိုတော့ဒီကနေ့ ခုနငလင်းနဲ့ပတ်သက်လို့ NASA ကအစိုးရရဲ့ဂျင်ညာချက်တစ်ခုထွက်လာတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ဒီငလင်းနဲ့ပတ်သက်ရင်အလုံးအပြောတာကငလင်းပေါ့သခိုင်းပြည်ကျောမှာလှုပ်တဲ့ငလင်းငလင်းငလင်းလောက်ခတ်တယ်မန္တလေးမှာလှုပ်တဲ့ငလင်းသခိုင်းမှာလှုပ်တဲ့ငလင်းအာနေပြီးတော့မှငလင်းစသဖြင့်ဒီလိုမျိုးကျွန်တော်တို့ငလင်းနဲ့ပတ်သက်ပြီးခေါ်ပေါ်သုံးလုံးတွေရောထွေးနေတယ်ပေါ့အဲ့ဒါကြောင့်မလို့ NASA ကဂျင်ညာချက်ထုတ်တယ်လက်ရှိဒီ Marshall 28ရဲ့နေရာဖြစ်ပွားသွားတဲ့ငလင်းနဲ့ပတ်သက်ရင်ခေါ်ရမယ့်စကားလုံးတစ်လုံးကတော့မန္တလေးငလင်း မန္တလေးငလျင်ကြီးလို့အမိတက်ခေါ်ပါမယ်တဲ့ဘာဖြစ်လို့ဆိုတော့မန္တလေးငလျင်ကြီးလို့အမိတက်ခေါ်မယ်ဘာဖြစ်လို့ဆိုတော့သူကအဲ့လိုအမိတက်ခေါ်မှာတမိုင်းမှာမှတ်တမ်းမှတ်ရလို့တဲ့ခါမှာမှတ်တမ်းမှတ်လို့ရတာပေါ့ဟိုဆွေးကြပါဆိုပြကျွန်တော်တို့အာပြောရရင်ကျွန်တော်တို့ဆီမှာလည်းငလျင်နဲ့ပတ်သက်လို့ဗကိုးငလျင်တို့ဘာငလျင်ညာငလျင်ပေါ့အဲ့လိုငလျင်ကြီးကြီးရှိတယ်အဲ့လိုငလျင်နာမည်ကြီးတွေပေးတဲ့ခါဗကိုးငလျင်တို့ မာဒါမိုခမုံနိုင်ဆိုမိုခမုံနိုင်လို့စသဖြင့်ဟိုနာခိအရာဝိတောက်တိုက်တဲ့နာခိနာလလကူပေးတဲ့စကလုံးမျိုးပေးစလို့မျိုးပေါ့ဗျာငလျင်ကိုလည်းခုနဒီအဲခုနဒီပကိုးငလျင်ဆိုလို့ပေးစလို့မျိုးပဲခုလဲတာမန္တလေးငလျင်ကြီးဆိုပြီးနာမည်ပေးတယ်ပေါ့ဆိုတော့ကျွန်တော်တို့အားလုံးနောက်ပိုင်းမှာမီဒီယာတွေကစကျွန်တော်တို့သုံးဆွဲရမှာကမန္တလေးမန္တလေးငလျင်ကြီးအဲဒါဒီလိုစကလုံးတုံးတုံးပြီးတော့ရေးရတော့မယ့်သဘောမျိုးဖြစ်တာပေါ့နော်ဆိုတော့ကျွန်တော်ငလျင်ကြီးလို့အမိတက်ခေါ်ဟောခေါ်ပါဆိုပြီးတော့နောက်ဆက်ကကျင်းကြတယ်ဆိုတော့မန္တလေးငလျင်ကြီးလို့ ကုငလင်ကြီးလို့အခုဆိုကျွန်တော်အားလုံးစပြီးခေါ်ကြရပါတော့မယ်။ကတော့ပြည်သူလူအနေနဲ့ခေါ်ချေခေါ်မခေါ်ချင်နေ။နတ်ဆာကကတော့မန္တလေးငလင်ကြီးလို့သူတို့ကတော့ကမွန်တပ်ပေးလိုက်ပါပြီ။ကမွန်တပ်ပေးလိုက်ပြီလို့သိရပါတယ်။ဆိုတော့အဲ့ဒီမန္တလေးငလင်ကြီးမှာမန္တလေးငလင်ကြီးမှာမန္တလေးဆိုရင်ကတော့ဇဂိုင်း နေပြီးတော့မန္တလေးပျော်ပွဲဆက်ရှိတဲ့ဒေသအောင်မန်းဆက်ရှိတဲ့နေရာတော်တော်များထိပါတယ်။ဒါပေမဲ့သူကနာမည်တက်တော့မန္တလေးငရင်ကြီးပေါ့နော်။ငလင်ကြီး။မန္တလေးငရင်ကြီးမှာလူသေးဆုံးမှုက3600ကျော်ရှိပြီလို့နတ်ဆာကအထုတ်ပြန်ပါတယ်။အဲဒဏ်ရာရထိခိုက်သူက9800ကျော်ရှိပြီလို့သိရပါတယ်။အဲပြီးတော့နိုင်ငံပေါင်း20ကျော်ကနေပြီးတော့လေမောင်း9အဲလေရင်ပေါင်း94စီးနောက်တစ်ခုကယင်6စီးမော်တော်ယင်ကြီး6စီးတမော်5စီးနဲ့အဲလူဦးရေ1938ဦးကလာရောက်ကူညီနေပါတယ်တဲ့။နောက်တစ်ခါထောက်ပံ့ပို့ဆောင်ရေးပစ္စည်းက1200 80တန်းအဲကဲဆေးပစ္စည်းတွေကထောက်ပံ့ပို့ဆောင်ပစ္စည်းရ1080တန်း680တန်းကဲဆေးပစ္စည်းရ844တန်းအတီလာောက်ပြီးတော့သူကအဲလာပြီးတော့ကွန်ဂျီထားမှုတွေရှိပါတယ်လို့သူကပြောပါတယ်နောက်တစ်ခုကကျွန်တော်တို့ဒီဒီငလျင်နဲ့ပတ်သက်လို့ရှိရင်တော့နတ်ဆကရဲ့ဒီနေ့ထုတ်ပြန်တဲ့မှာတော့ဒါအဲဘာသွားတွေ့ရလဲဆိုတော့ဒီမဟာမျက်မှုနီဖျားကြီးပေါ့နော်မြန်မာမဟာမျက်မှုနီဘယ်မဟာမျက်မှုနီရုပ်ပါတော့မျက်ကြီးပေါ့အဲ့ဒါကြီးက ဟိုငလျင်နဲ့ငလျင်ဖြစ်တဲ့အချိန်မှာယုတ်ခါသွားတဲ့လူတွေအထက်မှာညက်သွားတဲ့အဲ့ဒီဟာကြီးကိုသူတို့ထုတ်ပြန်လာတာတွေ့ရတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့တော့ဗုဒ္ဓဘာသာဝင်တွေဖြစ်တဲ့အခါစိတ်နှလုံးညှို့နှိုင်းရပါဒီဟာကြီးကိုကြည့်ပြီးတော့စိတ်နှလုံးညှို့နှိုင်းရပါတယ်။ဘာပြောမန္တလေးငလျင်ကြီးမှာမဟာမြတ်မြို့ကြီးရုပ်ပွားတဲ့မြတ်ကြီးလဲအဲတိကြိုက် ပျက်စီးမှုတွေဖြစ်သွားရတဲ့အထက်မှာပါပါတယ်ကျွန်တော်တို့တမိုင်းအမွေအနေကြီးတကူထိခိုက်ဆုံးရှုံးမှုလို့ကျွန်တော်မြင်ပါတယ်ဒါလေးတွေသူထုတ်ပြထားတာတွေ့ရပါတယ်ဆိုတော့ခင်ဗျားတို့အဲ့ဒီဗီဒီယိုတွေလေ online မှာကလို့ဆိုပို့လို့ရပြီဆိုတော့တွေ့ရမှာပါအဲ့တော့ဒါကတခုပေါ့နောက်တခုကကျွန်တော်တို့ NASA ကထုတ်ပြန်ကြတယ်မှာဒီနေ့သူပြောတော့ sea star ပေါ့ NASA ကအနေနဲ့ sea star လောက်ထားတယ်ကြီးညာထားတယ်အပြည့်ရကြီးညာထားတယ်အခုကုလသမဂ္ဂကလည်းအပြည့်ရကြီးညာတော့ ကျိုးဆိုတယ်ဆိုကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့လည်းကျိုးဆိုတယ်လို့ပြောတယ်။နှစ်ဖက်စလုံးကအပြည့်အကျဉ်းအရတော့ကျိုးဆိုတယ်လို့ကုလသမဂ္ဂရဲ့လုံခြုံရေးကောင်စီကပြောတယ်။ပြီးတော့ကုလသမဂ္ဂကလည်းဒေါ်လာတန်း၁၀၀ကျော်မြန်မာနဲ့ငွေလင်းတွေနဲ့ပတ်သက်ပြီးတော့ကူညီဖို့ပြင်ဆင်ထားပြီးဆိုတဲ့အကြောင်းကိုစပြီးတော့သူတို့ထုတ်ပြောလာတယ်။တစ်ချိန်တည်းမှာပဲဒီငွေလင်းနဲ့ပတ်သက်ပြီး cease fire လုပ်ထားပေမဲ့တစ်ဖက်မှာဘာဖြစ်နေလဲဆိုတော့ KIA ကဗမုံမနေ့ရက်ကလာပြီးတော့ဗမုံမှာရှိတဲ့အဲတက်ကိုပေါ့လုံခြုံရေးတပ်ဖွဲ့ကိုအဲ၈၀နှစ်မှမှစိန်ပြောင်းနေတယ်လှမ်းပြီးတော့ပြစ်ခတ်မှုတွေမနေ့ည၁၀နာရီခွဲလောက်ကလာလုပ်ပါတယ်တဲ့။ နာဆာကအစီအစွားလုပ်ထားပေမဲ့ KIA ရဲ့ live ပြခတ်မှုလုပ်တယ်ဆိုတဲ့ကြောင့်ထုတ်ပြန်တယ်နောက်တစ်ခုက TNL လေးကလည်းတောင်ခမ်းဘက်မှာလှမ်းပြီးတော့ဒီဟိုလှမ်းပြီး short road နဲ့ပြခတ်မှုတွေလုပ်တယ်လို့ပြောပါတယ်နောက် KNDF ခေါ် KNPP ကလည်းဘောလခဲဘက်မှာရှိတဲ့လုံကျွေးတပ်ပေါ့နော်အဲ့မှာတတော်ရုံနာမှာရှိတဲ့ဘောလခဲဘက်ရှိလုံကျွေးတပ်ကိုလာပြီးတော့လက်နက်ကြီးနဲ့ပစ်ထားတယ်ရှိတယ်လို့သိရပါတယ်နောက် AA ကလည်း AA ကလည်းကွာမှာလုံကျွေးယူကင်းလှည့်နေတဲ့သမောကိုလှမ်းပြီးတော့ပြခတ်မှုတွေရှိတယ်လို့ကြောက်ဖြူမှာလည်းရှိတယ်လုံကျွေးတပ်ဖွဲ့ကလည်းလက်ပြခတ်မှုတွေ လုပ်တယ်လို့ပြောပါတယ်အဲ့တော့ပိုလန်ပြောတော့လက်နက်ကိုင်ဖွဲ့စည်းတွေက NASA ကက ceasefire လုပ်ထားပြီမြဲသူတို့ကိုယ်တိုင်မလိုက်နိုင်ဘူးဆိုတဲ့သဘောမျိုးကို NASA ကထုတ်ပြန်လာတာတွေ့ရပါတယ်အဲ့တော့သူကထုတ်ပြန်ချက်တွေကတော့ဒီလောက်ပါပဲဆိုတော့ကျွန်တော်အနေနဲ့လည်းအဲဒီနေ့တော့ဒီလောက်နဲ့ပဲရပ်ပါရစေနောက်နေ့မှာတော့ခြားပြောကြလိမ့်ရစိုက်ပြောသွားပါမယ်အားလုံးပဲကိုမြတ်သိရှိပါတိုက်ပြီးပေါ်စေနာမထားပါသစ္စာရှိပါကိုနိုင်ငံဒါကိုနိုင်ငံဒါချင်းချင်းအပြန်အလှန်တတ်ဖြတ်နေကြတာကိုလက်ခုပ်လောကတိပြီးပြောနေတဲ့လူမဲ့လူရန်ကလူသက်ချမ်းပတ်အားပေးသမားခမည်းဖြစ်နေသလားဆိုတော့